တဏှယာဟာဘယ်မှာစပြီးဘယ်မှာဆုံးတယ်လဲအဆုံးကတော့ရှိတယ်မှန်ပါဗျာတရားဓမ္မကျင့်ပြီးတော့နိဗ္ဗာန်ရတဲ့အင်တဏှယာအဆုံးလို့ပြောတယ်မှန်ပါဗျာအစကဘယ်မှာစတာလဲလို့ဆိုအလုံးကိုရှိကြတဲ့ဟာကိုအစရှာမယ်ဆိုလို့ရှိရင်တော့ကဘာပေါင်းမြုံများဆိုတာလက်ရှာနေလို့အစမရှိဘူးလို့မြတ်စွာဘုရားမဟောဘူးမှန်ပါဗျာအစကိုမသိနိုင်ဘူးလို့ဟောတယ်မှန်ပါဗျာမရှိဘူးနဲ့မသိနိုင်ဘူးက ကွက်ပြရမလားကွက်ပြပါတယ်တင်ပါဗျာမြတ်စွာဘုရားဟောတာကတန်တရားအစမရှိဘူးလို့ဟောတာမဟုတ်မှန်ပါဗျာအနမတက်ကောယံဘိက္ခွေတန်တရောဒီတန်တရားကြီးဟာဘယ်တော့ဆခဲ့တယ်ဆိုတဲ့အစကိုမသိနိုင်ဘူးလို့ပြောတာနောက်ကြောင်းပြန်ကြည့်တော့လဲအစကိုမသိနိုင်ဘူးဥပမာမဲ့ဆိုတော့မျိုးစိတ်လေးတစ်ခုရဲ့အစကိုရှာကြည့်အောင်တရေစိတ်လေးတစ်ခုဒီတရေစိတ်ပဲရလဲတဲပင်ကရတယ် တရေပင်ပဲရရလဲတရေစီရရတယ်အဲတရေပင်နဲ့တရေစီကိုအစချာကြည့်မယ်ဆိုရင်စာဖို့တွေ့နိုင်မှာမလားတွေ့နိုင်မှာကျက်မနဲ့ကျက်ဥကျက်ဥကဘယ်အရာကျက်မအရာကျက်မကြတော့ဘယ်အရာကျက်ဥကအရာအဲကျက်မကျက်ဥလည်းပဲရှာလို့ရမှာမဟုတ်ဘူးမှန်ပါတယ်ဘာကြောင့်လို့ဆိုရင်အလုံးကိုရှည်လျားနေတဲ့အရာကြီးတစ်ခုကိုအစကိုသွားပြီးတော့ရှာလို့မရနိုင်တဲ့အတွက်ကြောင့်မသိနိုင်သောအစရှိတယ်အစကိုမသိနိုင်ဘူး ။ဘာကြောင့်မသိနိုင်တာတော့ဆိုသိရှိဝေးနေတယ်။မင်း light level တွေ့မှာမဟုတ်ဘူး။မတွေ့နိုင်တော့ရှိဝေးတယ်။မှန်ပါဗျာ။မတွေ့နိုင်တာကို light ရှာနေရင်မင်းဘဝမှာကောင်းရတယ်လို့ဖို့ရအခွင့်အရေးရှိတော့မှာမဟုတ်တော့ဘူး။နမောတေဆိုတဲ့အနေနဲ့မြတ်စွာဘုရားတမယအစကိုမသိနိုင်ဘူးလို့ပဲဟောတယ်မရှိဘူးလို့ဟောတော့မဟုတ်ဘူးဒါကအမှန်တခုနော်မှန်ပါဗျာခြားပါတာယူဆများကဘုရားမှာစပြီးဘုရားမှာဆုံးတယ်ဆိုတာလေဒါတော့ မပြောရဘူးသူတို့ပြောတဲ့ဟာကိုပြောရမယ်ဆိုရင် creator လို့ခေါ်တဲ့ဖန်ဆင်းရှင်ကစားတယ်မှန်ပါဗျာသူတို့မှလည်းဖန်ဆင်းရှင်ဝါဒကိုလူတိုင်းလက်ခံတာမဟုတ်ဘူးမှန်ပါဗျာအိန္ဒိယ philosophy ကိုဖတ်ကြည့်လို့ရှိရင်ဒီစံခယ philosophy ဆိုတာရှိတယ်စံခယ philosophy မှာပကတိသဘုတ်တန်နဲ့ဆိုရင် prakruti လို့ခေါ်တယ်အဲ prakruti ဆိုတဲ့အရာကနေသသာဝရဘယ်တော့မှမပျက်စီးတဲ့အရာတစ်ခုမှန်ပါဗျာ အဲ့ဒါကိုပုရုษဆိုတဲ့အရာတစ်ခုနဲ့ပေါင်းလိုက်တဲ့အခါအသက်ဝင်လာပြီးတော့လှုပ်ရှားတယ်လို့သူတို့သုံးတယ်။မှန်ပါဗျာ။သံဃာဖီလိုဆိုဖီကမှန်ပါဗျာ။ဘာသာတရားဘာသာအယူဆလို့ဆိုတဲ့ထဲမှာတအားများတဲ့အယူဘာသာအယူဆတွေဟာတမန်ပါဗျာ။အခုခေတ်ပြောနေတဲ့ခရစ်စတန်တို့အစ္စလာမ်တို့တွေမဟုတ်ဘူးအများကြီးပဲရှိတယ်။နော်။အများကြီးရှိတော့ဖျားမှစပြီးဖျားမှဆုံးတယ်လို့ပြောတဲ့လူတွေက creator ကိုလက်ခံတဲ့လူတွေ ခေါ့ကိုလက်ခံတဲ့လူတွေအတွက်သာဖြစ်တယ်မှန်ပါဗျာမှန်ပါခေါ့ကိုလက်မခံတဲ့လူတွေအများကြီးရှိတယ်မှန်ပါဗျာနော်အဲကြောင့်မို့ဖျားမှစပြီးဖျားမှဆုံးတယ်ဆိုတာဘေဝါဒတုံးလို့ပြောရမယ်ဆိုလို့ရှင် Hindu Isin Hindu Isin ဆို Hindu ဝါဒကိုကြည့်မယ်ဆိုရင်သူတို့ကိုဖျားမှဆိုတဲ့ခေါ့ကနေပြီးတော့ဖြန့်ဆင်းလိုက်တယ်မှန်ပါဗျာဖြန့်ဆင်းလိုက်ပြီးတော့ နောက်ဆုံးမှာဒီပြမကြီးနဲ့ပြန်ပေါင်းလိုက်လို့ရှင်တန်တရာဟောကလွတ်တယ်ခေါ်တယ်မှန်ပါဗျာအဲ့ဒါမျိုးကြတော့ဖះမှာစားပြီးဖះမှာဆုံးနေလို့ပြောလို့ရတယ်နော်မှန်ပါဗျာဒါကဟိန္ဒူဝါဒဗမာဆိုတာလဲနောက်ပိုင်းကျတော့သူတို့ကတတ္တဝါမဟုတ်တော့ဘူးတကောရှင်မဟုတ်တော့ဘူးသဘာဝတရားတစ်ခုဖြစ်တယ်မှန်ပါဗျာသဘာဝတကောနောက်ဆုံးမှာဖီလိုဆိုဖီနဲ့လိုက်ရှာလိုက်တဲ့အခါသဘာဝတရားတစ်ခုကိုသားလဲအဟမသမိဗြဟ္မာဆိုပြီးသူတို့ကသူကိုယ်တိုင်ဗြဟ္မာဖြစ်တယ် အဲ့ဗြဟ္မာလိုက်ပြီးတော့အကောင့်ထဲရှာလိုက်ပြန်တော့မရှိတော့ဘူးနောက်ပိုင်းကျတော့မှန်ပါတယ်အဲ့လိုထိအောင်ဖြစ်တယ်မှန်ပါတယ်ဟိန္ဒူမှာဗြဟ္မာဆိုတာက creator မှန်ပါတယ်ဗိရှနုက protector မှန်ပါတယ်ရှိဗန်ဆိုတာက destroyer ဖြစ်စည်းသူမှန်ပါတယ်အဲ့တော့တိဆောက်သူကတယောက်ထိမ့်သိမ့်သူကတယောက်ဖြစ်စည်းသူကတယောက်ဖျားသုံးစုသူတို့မှာမှန်ပါတယ်အဲ့တော့သူတို့မှာ ဒီရဲတယ်ဆိုတာလည်းမရှိဘူးပေါ့နော်အမှန်ပါအဲ့တော့တို့ရဲ့မောက်ရှာလို့ခေါ်တဲ့လွတ်မြောက်မှုဘဝရဲ့လွတ်မြောက်မှုဆိုတာဘုရားသခင်ဟာဖန်ဆင်းလိုက်တဲ့အခါမကောင်းတဲ့ကံတွေကောင်းတဲ့ကံတွေလုတ်ပြီးတော့ကံကြမ္မာရဲ့အနှောက်အဖွဲ့ထဲမှာတဏှာထဲမှာတည်တယ်တည်တာကိုဘုရားသခင်ကဖန်ဆင်းတယ်ဆိုတဲ့အတိညာရရင်ဝိဆာအတိညာဝိဆာလို့ခေါ်တယ်အဲ့ဒီဝိဆာရပြီးတော့ဘုရားသခင်ဖန်ဆင်းသူနဲ့ပြန်ပေါင်းထုတ်ခြင်းဟာတို့တို့အတွက်နိဗ္ဗာန်ပဲ။ ်ဒါအဲ့ဒီဟိန္ဒူဝါဒအကြောင်းပြောပြတာနော်ဘုရားဘာသာကအစမရှိအဆုံးမရှိ infinity အယူဝါဒလို့သတ်မှတ်ရင်ဖြစ်နိုင်ပါသလားဆိုတာဒါမဟုတ်မှန်ပါဗျာအဲ့လိုသတ်မှတ်လို့မရဘူးမှန်ပါဗျာအစမရှိဘူးလို့ပြောဘူးအဆုံးကလည်းမရှိဘူးလို့ပြောတာမဟုတ်ဘူးမှန်ပါညဆော့ဗျာရဲ့အဆုံးဝါဒကဘာလို့ဆဲအကြောင်းရှိရင်အကျိုးဖြစ်နေမယ်အကြောင်းကုန်ရင် အကျိုးရသွားမယ်ဒါပဲဖះဟောတာနော် ဣမတမိန်တတိဣရန်ဟောတိဒါရှိနေဒါရှိနေမှာပဲဖြစ်တယ်ဒီအကြောင်းတရားတွေရှိနေအကျိုးတရားတွေရှိနေမှာပဲဣမတဥပါဒာဒီအကြောင်းတရားတွေဖြစ်ပေါ်လာခြင်းကြောင့်ဣဒံဥပိသတိဒီအကျိုးတရားတွေဖြစ်နေမှာပဲဣမတမိန်အတတိဣဒံနာဟောတိဒီအကြောင်းတရားမရှိတော့ဘူးဆိုရင်ဒီအကျိုးတရားလည်းမရှိနိုင်ဘူးဣမတနိရောဓဣရန်နိရောဓသတိဒီအကြောင်းတရားချုပ်သွားလို့ရှိရင်ဒီအကျိုးတရားတွေလည်းချုပ်သွားမယ် ဆိုပါစို့ဥပမာတစ်ခုပြောမယ်ဆိုရင်ခုအလင်းလေးရနေတယ်အလင်းရနေတာဒီထဲမှာအမောင်းထဲမှာအလင်းရနေတာလျှက်စမိရှိနေတယ်ရဒီအလင်းလေးကိုလျှက်စမိကလှုပ်ပေးထားဖန်တီးထားအလျှက်စမိပြတ်သွားတာနဲ့ဒီအလင်းကပြတ်သွားမှာမှန်ပါဗျာအလျှက်စမိရှိနေတယ်ဗျအလင်းရှိနေလျှက်စမိဟာအကြောင်းအဲ့ဒါကိုပြောတော့မြတ်စွာဘုရားဟောတာတော့အကြောင်းရှိနေအကျိုးရှိအကြောင်းမရှိတော့ဘူးဆိုရင်အကျိုးမရှိဘူးဆိုတော့ 反正你这会儿忙乎的哈，三四十分钟，大妈呢得跑，就是说，妈，喏。